social media ကလူတော်တော်များများဆိုလို့ရှိရင်တို့ရဲ့အကောင့်ဆုံးအစိပ်ပိုင်းတွေပျော်နေတဲ့အစိပ်ပိုင်းတွေကို public ကိုထပ်ပြလာပါ smartphone တွေကိုရေးကြီးတဲ့နေရာကိုရောက်အောင်လုပ်ပေးခဲ့တဲ့အထင်မှာ app ကအဓိကနေရာကနေပါဝင်ခဲ့ပါတယ်အဲဒီတော့ phone တွေမှာဖြစ်သေးတဲ့တက်ဆက်ခွင့်ပြုညာကိုတုံးတာ app တွေကိုသဘောအတိုင်းရှင်းလို့ရတာဒီလိုအရာတွေကပဲနောက်ထပ်သောဖန်တီးမှုတွေအတွက်လမ်းဖွင့်ပေးခဲ့တာပါဒီ iPhone ကစတင်ခဲ့တဲ့စနစ်အကြောင်းပဲဒီကနေ့ smartphone တွေဟာအရင်အုံမှာ power ဖြစ်နေပြီဆိုပေမဲ့လည်းဒီထက်ပိုပြီးဘာတွေများဖြစ်နိုင်အောင်လဲဆိုတာကတော့ comment မှုခတ်ပါတယ် အားလုံးမင်္ဂလာပါခင်ဗျာတတိယအသံ channel ကနေပြန်လည်ကြိုဆိုပါရခင်ဗျာဒီကနေ့ကတော့ Apple ရဲ့ဖုန်းတွေထဲမှာပထမအဆုံးစမာတ်ဖုန်းဖြစ်တဲ့ iPhone 1 iPhone 2G လို့ခေါ်ကြတဲ့ first generation iPhone ကိုစာပြီးရောင်းချခဲ့နေပဲဖြစ်ပါတယ်2009ခုနှစ်ရဲ့ဇန်နဝါရီလ9ရက်နေ့မှာဒီဖုန်းကိုကြေညာခဲ့ပြီးတော့ဇွန်လ29ရက်နေ့မှာစာပြီးရောင်းချခဲ့ရပဲဖြစ်ပါတယ်ဒီကနေ့ခေတ်မှာဖုန်းတွေက pocket camera လိုမျိုးအရန်ဟိုမှာပေါ်ဖို့ဖြစ်လို့လာပါပြီ iOS နဲ့ America ဆိုလို့ရှိရင် camera ကကစတမာတွေကပါတစ်ဖက်နဲ့တစ်ဖက်ပြိုင်ဆိုင်မှုပြင်းထန်တဲ့အထက်မှာပါပါတယ် နှစ်ပတ်စလုံးမှာအသက်ကြာအနေကျတည်ရှိပြီးဒီပညာတွေတိုးတက်လာတဲ့အခါမှာဖုန်းတွေကလူတွေအတွက်မရှိမဖြစ်လောက်တဲ့အထိကိုလိုအပ်လို့လာပါတယ်။စမတ်ဖုန်းတွေကိုအရေးကြီးတဲ့နေရာကိုရောက်အောင်လုပ်ပေးခဲ့တဲ့အထင်မှာ Apple ကအဓိကနေရာကနေပါဝင်ခဲ့ပါတယ်။အခုလိုမျိုးပြောလို့ Apple ဘက်ကိုပို့ပြီးအလေးတာတယ်လို့မြင်ကောင်းမြင်နိုင်ပါတယ်။ဒါပေမဲ့ Apple ကအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်စမတ်ဖုန်းလောကမှာ BlackBerry, Nokia နဲ့တခြားသောကုမ္ပဏီတွေကကြီးစိုးနေတာဖြစ်ပြီးတော့အကုန်လုံးလိုလိုကဒီလိုမျိုးအောင်မြင်ပြီးသားဒီဇိုင်းတွေနဲ့ feature တွေနောက်ကိုပဲလိုက်နေကြတာဖြစ်ပါတယ်။ ဒီဇိုင်းအသစ်လုပ်ဖို့စမတ်ဖုန်းတွေကိုပို့ပြီးအဆင့်မြင့်နေဖို့အတွက်တခြားအရာတွေမှာပဲအာရုံစိုက်နေကြပါတယ်။စတီဂျောကဒီလိုမျိုးအခြေအနေတွေမှာစမတ်ဖုန်းလောကရဲ့ potential တွေကိုမြင်ခဲ့ပြီးအခွင့်အရေးကိုရယူဖို့သူဆုံးဖြတ်ခဲ့ပါတယ်။ iPhone ကစာပိုင်းမှာ side project အနေနဲ့ run ထားခဲ့ရဆိုပေမဲ့ market နဲ့ consumer reset တွေကိုတော့တခြားလေးလုပ်ပြီးဖန်တီးထားခဲ့တာပဲဖြစ်ပါတယ်။ AKD က multi-tap touch screen ဆိုတဲ့နည်းပညာကတော်တော်လေးအဆင့်မြင့်တဲ့နည်းပညာတစ်ခုပါ။စတီဂျောကဒီလိုမျိုးနည်းပညာအသစ်တွေကိုသူ့ရဲ့ထုတ်ကုန်တွေမှာထည့်သွင်းပြီး လူတွေရဲ့ smartphone ပေါ်မှာထားရှိတဲ့သဘောထားတွေကိုတဖြည်းဖြည်းနဲ့ပြောင်းလဲစေခဲ့ပါတယ်။ဒါအပြင်တခြားသော smartphone ကမ္ဘာတွေကိုပါပုံမင်းနဲ့စတဲ့တစ်ခုရအောင်ထားပေးနိုင်တယ်လို့လည်းပြောနိုင်ပါတယ်။ဒီနေ့တော့ digital ခင်ကနေနောက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တချို့လူတွေအတွက်ပထမအုပ်ဆုံး iPhone ဆိုတာကတော်တော်လေးရိုးရှင်းတဲ့အရာလို့မြင်နိုင်ပါတယ်။အဲဒီကဖုန်းတွေမှာဖြစ်သေးတဲ့တက်ဆက်ခွင့်ဒီပညာကိုသုံးတာ app တွေကိုသဘောအတိုင်းရွှေ့လို့ရတာဒီလိုအရာတွေကပဲနောက်ထပ်တော့ဖန်တီးမှုတွေအတွက်လမ်းဖွင့်ပေးခဲ့တာပါ။ဒီ iPhone ကစတင်ခဲ့တဲ့စနစ်အကြောင်းပဲဒီကနေ့ကစ်ဖုန်းတွေဟာဒီစနစ်ကိုလိုက်လာကြပါတယ်။ ဒီနေရာမှာထူးခြားတာတစ်ခုကဖုန်းမယုံချမီ6ဘတ်လို့မှာစီကြောကသူဖုန်း product ကိုအဲ့ခဲထဲမှာထည့်ရင် flash screen ကိုတော့နဲ့ချစ်ခဲ့မိပါတယ်။ဒါကြောင့်ကအချိန်6ဘတ်အတွင်းမှာ glass screen ပြောင်းသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အခုလိုမျိုးအချိန်6ဘတ်အတွင်းမှာ production design ပြောင်းဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။အထူးသဖြင့်အဲ့ခေတ်ကအချိန်နေနေဆိုလို့ရှိရင်ပုံပြီးတော့မှခက်ခဲဥမှာပါ။ဂျားထဲမှာလုပ်ရမယ့် process တွေ display အတွက် manufacturer ရှာ error ရှာနဲ့ technology encounter တွေကိုအများကြီးရင်ဆိုင်ရမှာပါ။အခုလိုမျိုးပြဿနာပေါင်း16000နဲ့ခေါင်းကိစ္စဖြစ်ပြီးတော့တော်တော်လေးအချိန်ယူရမယ့်ကိစ္စဖြစ်မြဲ့ သူတို့ကဒီအခြေအနေတွေကိုအချိန်၆ပတ်အတွင်းမှာရအောင်ဖြည့်ရှင်းနိုင်ခဲ့ပြီးတော့ပိုကောင်းတဲ့ product တွေကိုရအောင်ဖန်တီးနိုင်ခဲ့ပါတယ်။ဒီလိုမျိုးအချက်တွေကြောင့်ပဲ Apple ကသူတို့ရဲ့နာမည်နဲ့ brand ကိုတိစောက်တားနိုင်ခဲ့ပြီးဒီနေ့ခေတ်အပြိုင်ဆိုင်တွေများနေတဲ့ကြားထဲမှာထိတ်ဆုံးနေရာတွေမှာယက်တီနေတိုင်းလားလို့မြင်မိပါတယ်။အစားပိုင်းကလေးက Apple ရဲ့ brand ကိုတိကျတိစောက်တားနိုင်ခဲ့တာဖြစ်လို့ယူနီရဲ့ brand အပေါ်ယုံကြည်မှုကအားကောင်းနေတာပဲဖြစ်ပါတယ်။အရင်တော့ Apple ရဲ့သူ့ product တွေပုံမှန်ထားတဲ့စိတ်နဲ့ customer တွေပုံမှန်စဉ်းစားပြီးတာယူတော့တော်တော်လေးသဘောကျမိပါတယ်။ဒါကတော့အရင်ဆုံးကပါ အခုတော့တဖြည်းဖြည်းနဲ့ပတ်စံပူရဖို့ဘယ်နေရာကလျှော့ရမလဲလို့ဒါစဉ်းစားနေတာများနေတယ်လို့ပါပဲအခုချိန်ကြီးတော့အရင်ကအခုလိုမျိုး image ကောင်းကောင်းနဲ့ branding တစ်ခုတိစောက်ထားနိုင်ရလို့ရည်တည်နေနိုင်တယ်ဆိုပေမဲ့အပြိုင်ဆိုင်တွေရံများပြီးဤပညာတိုးတက်လာတဲ့အခါမှာလူတွေကပိုကောင်းတဲ့အရာတွေပေးရတာနဲ့တန်တာ brand ရဲ့ performance ကိုကြည့်ရတာတွေကအရင်ကတည်းကပိုများလာပါတယ် အခုချိန်ထိသူအားသာချင်တဲ့သူရှိနေတယ်ဆိုပေမဲ့ဒီချက်ပို့ပြီး innovative ဖြစ်တာ brand စာပြီးတခြားငယ်ကကာချမ်းမာတွေအပေါ်မှာနဲ့ product တွေအပေါ်မှာအကောင်းဆုံးဖြစ်အောင်လုပ်ပေးတဲ့ပုံစံတွေတော့ပြန်ပြီးတော့မျှော်လင့်မိပါတယ်ကျွန်တော်တို့ဒီဘက်ခင်မှာက branding နဲ့ image ကိုပဲအားကိုးပြီးလုပ်နေတယ်ဆိုလို့ရှိရင် customer track ရဖို့ကတကယ်တော့မလွယ်ပါဘူး first generation iphone တို့ကသူခေတ်ကတခြားသောစမတ်ဖုန်းတွေထက်ဖုန်းတစ်လုံးရဲ့လုံဆောင်နိုင်စွာဖြစ်လာနိုင်တဲ့ production နဲ့စမတ်ဖုန်းလောကကိုပြောင်းလဲပေးနိုင်ခဲ့ပြီးတော့ဒီကလေးခေတ်မှာဆိုလို့ရှိရင်လည်းဒါဖုန်းတွေကအရင်ကမှပါဝါပြီးဖြစ်နေပြီဆိုပေမဲ့ဒီထက်ပိုပြီးဘာတွေများဖြစ်နိုင်အောင်မလဲဆိုတာကတော့ကမ္ဘာမှာခက်ပါတယ်။ဘလောက်ပဲအခိုင်အမာတိစောက်တာတွေပဲပြောပြော BlackBerry, Nokia တို့နဲ့တခြားသောကံမီတွေကဆိုလို့ရှိရင်အရင်ကစမတ်ဖုန်းလောကကိုကြီးစိုးနေတယ်ဆိုပေမဲ့ နောက်ပိုင်းနီးပညာနဲ့အမြင်ပိုင်းပို့တာတဲ့ကံမီကထိုးပေါက်ကြော်တက်တော်တာဖြစ်လို့ Apple ကိုလည်း brand ထက်စားလို့ရှိရင်အရင်ကပုံစံမျိုးတွေတိုင်းပြန်ပြီးရောက်လာစေခြင်းမိပါတယ်။ Mac OS 2020မှာစာပြီးကျင်ရခဲ့တဲ့ဒီ first generation iPhone ဆိုလို့ရှိရင်အဲ့ခေတ်ကနီးပညာလောကနဲ့ smartphone လောကကြီးကိုအကြီးအကျယ်ခိုင်လွတ်နိုင်ခဲ့ပါတယ်။နီးပညာပိုင်းမှာဆိုလို့ရှိရင်လည်းအကုန်လုံးက smartphone လောကရဲ့ potential နဲ့ possibility တွေကိုမြင်လာကြပြီးရင်းနှီးမြှုပ်နှံသူတွေကလည်းပိုပြီးမှအယုံဆိုင်လာကြပါတယ်။အကုန်လုံးကမြင်နေကြအရာတွေကနေပေါက်ထွက်ပြီးတော့ ဖုန်းတစ်လုံးကဘတ်ဆောင်သုံးလို့ရတဲ့အထိပြိုင်ဆိုင်နဲ့ဖန်တီးလာကြတာပါကျွန်တော်တို့ဒီကနေ့ခင်မှာဆိုလို့ရှိရင်စမတ်ဖုန်းတွေကကျွန်တော်တို့ရဲ့နေ့စဉ်ပုံရိုးတွေကမရှိမဖြစ်အရာတစ်ခုလို့တော့မှပြောရပါမယ်တရားနဲ့တရားအဆက်အသွယ်လုပ်တာစီးပွားရေးလူမှုရေးပညာရေးနဲ့တခြားသောနယ်ပယ်တွေမှာဒီလိုမျိုးစမတ်ဖုန်းတွေကိုဒီနေ့ကျတဲ့အသုံးပြုတာကြောင့်ချိန်မြင့်နေရမြေမှာကိုစိတ်ဝင်စားတာကိုဝါနာပါတာတွေကိုလုပ်လို့ရနေတာဖြစ်ပါတယ်။ Corporate တွေကိုဘယ်လိုပဲမကြိုက်မကြိုက် Android ဖိုင်မှာဖြစ်နေဖြစ်နေ iOS ရဲ့အရေးပါမှုကိုလက်ခံထားသင့်ပြီးတော့ credit ပေးတဲ့နေရာမှာ credit ပေးကိုပေးရမှာပါ။ စတီတောရဲ့ idea တွေကတကယ်ကိုမှ revolutionary ဖြစ်တဲ့ idea တွေလို့ပြောရပါမယ်။တချို့ကိစ္စတွေမှာဆိုလို့ရှိရင်ကိုဘလောက်ပဲသိနေသိနေတခြားသူတွေကိုနားလည်အောင်ကိုမြင်တဲ့အမြင်တွေကိုသူတို့ကိုမြင်အောင်လုပ်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။စတီတောကတော့ဒီလိုမျိုး idea တွေခေါင်းပြီးတော့ဒီပညာလောကရဲ့အနာဂတ်ကိုသူမြင်နိုင်ခဲ့ပါတယ်။တခြားသူတွေကိုပါသူမြင်တဲ့အနာဂတ်နဲ့ဖြစ်လာနိုင်ရတယ်ကိုမြင်စေခဲ့ပြီးတော့လမ်းပြပေးနိုင်ခဲ့တဲ့သူတယောက်လို့ပြောရပါမယ်။ ကျွန်တော်ဒီကနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ကိုသိချင်တာကိုလိမ့်လာချင်တာနဲ့ကျွန်တော်တို့လူနေမှုဘဝရဲ့လိုအပ်ချက်တော်တော်များများဆိုလို့ရှိရင်ဒီစမတ်ဖုန်းတွေရဲ့တိုးတက်လာမှုပုံစံတွေကြောင့်အရင်ကထက်အများကြီးပုံမှာပိုပြီး convenient ဖြစ်လာပါတယ်။ဒါပေမဲ့အကောင်းကျိုးတွေရှိတယ်လို့ဆိုးကျိုးတွေလည်းရှိပါတယ်။ကျွန်တော်တို့ကအချင်းတော်တော်များများကို online ပုံမှာ virtual world ပုံမှာပဲအချင်းကုန်လာများလာကြပြီးတော့တချို့တွေကဆိုလို့ရှိရင်ဒါ virtual world က real world ထက်ပိုပြီးအရေးကြီးတယ်လို့ဒါမြင်လာကြပါတယ်။ဒီနေရာမှာဒီထားမှာတခုကတော့ social media ကလူတော်တော်များများဆိုလို့ရှိရင် သူတို့ရဲ့အကောင်းဆုံးအစိပ်ပိုင်းတွေပျော်နေတဲ့အစိပ်ပိုင်းတွေကိုပဲ public ကိုချပြတာပါဒီလိုမျိုး perfect ဖြစ်နေတဲ့ပုံစံတွေကိုမြင်လာကြတဲ့အခါမှာကျွန်တော်တို့အပြင်လောကမှာမြင်နိုင်တဲ့အရင်ဟုတ်မှကွာဟနေရပါတယ်ဒါကြောင့်ဒီခါလီမာကိုဘွားကိုသူများဘွားနဲ့နှိုင်းရှင်ပြီးငါတော်တော်နောက်ကျနေပါပြီလားဆိုတဲ့ feeling မျိုးတွေလည်းပေါ်လာတတ်ပါတယ်ဒီလိုအရာတွေကစိတ်ချမ်းသာရေးတဲ့နာမကလေရှင်းရှင်းနဲ့တခြားသောဆက်ကွန်ပျူတာတွေကိုပါရောကြစေနိုင်ပါတယ်တရားနဲ့တရားနားလည်ပေးနိုင်မှုလူစားဆံမှုနှိစက်မှုတွေကတဖြည်းဖြည်းနဲ့နည်းလာပါတယ် ဒါကြတော့တစ်ဖက်ကနေပညာတိုးတက်လာလို့နောက်တစ်ဖက်ကလည်းသူ့ရဲ့ virus ဆိုတဲ့အတခုပါဒီလိုမျိုးကိစ္စတွေကတော့ကိုကိုတိုင်းနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကိုကိုတိုင်း refer လုပ်မှပို့ပြီးအဆင်ပြေမှာပါကိုယ့်ရဲ့ virtual world တွင်းကလူတွေကအရေးကြီးတယ်လို့ကိုယ့်ရဲ့ real world တွင်းကလူတွေကလည်းအရေးပါတယ်ဆိုတာမမေ့ပဲသူတို့အတွက်ကိုလည်းအချိန်ပေးနေပါတယ်ဟုတ်ကဲ့ပါဒီနေ့ကတော့ iPhone နဲ့ပတ်သက်တဲ့အကြောင်းလေးတွေပြပြပေးသွားဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှာလည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုပြင်ဆက်ပေးတော့မှာမလို့ like and subscribe လုပ်ပြီးစောင့်ကြည့်ပေးနေပါတယ်ခင်ဗျာ